မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ10ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းပခုတ်ကူခရိုင်ပေါင်နယ်မှာရှိတဲ့စစ်ကောင်စီအုပ်စုရဲ့ကြောထောင်နောက်ခံကာကွယ်ရေးပစ္စည်းဆက်ရုံကပ္ပစ24ကိုကိုရက်နေ့နေ့လယ်ပိုင်းမှာ Facewin Drone တွေနဲ့ဘုံသေးချပြီးတော့တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီအုပ်စုရဲ့ပေါင်မြို့ပေါ်အခြေစိုက်ကာကွယ်ရေးပစ္စည်းဆက်ရုံကပ္ပစ24ကိုတော်လိုင်းပူးပေါင်းတပ်တွေက ် Facewing Drone 6စီးနဲ့60မမဘုံဒီ6လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်60မမဘုံဒီအစ်စ်တွေနဲ့ဆိုတော့အဆောက်အဦတွေပျက်စီးတာတွေရှိပါတယ်ဂျန်မာတွေကအရန်ကောင်းတော့ကင်းထောက်ကတိတ်တိုးလို့မရဘူးဖြစ်နေတယ်လို့ Eagle Wings Drone Force ရဲ့တာဝန်ခံကိုစေရာကပြောကြားထားပါတယ်စစ်ကောင်စီအုပ်စုဘက်ကလည်း87မမလက်နက်ကြီးတွေနဲ့၄ချိန်ပြန်လည်ပြစ်ခတ်တိုက်ခတ်ခဲ့ပေမယ့်တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကရဲဘော်တွေအထိကမရှိဘဲနဲ့အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီအုပ်စုရဲ့ drone ထိန်းချုပ်မှုကိုဖြတ်တောက်တဲ့ဂျမားတွေကြောင့် Eagle Wings Drone Force ရဲ့ Face Wing Drone တစ်စီးပျက်စီးဆုံးရှုံးခဲ့ရပြီးတော့ပေါင်းမြော်တဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ရဲ့ DJI Mavic 3တစ်စီးလည်းပြတ်ကျခဲ့ရတယ်လို့ဆိုပါတယ်။၎င်းတိုက်ခိုက်မှုကိုတော်လိုင်းမဟာမိတ်တွေဖြစ်တဲ့ပေါင်းမြော်တဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ပောက်ပါခဘာပုံအောင် Tiger PDF နဲ့ Eagle Wings Drone Force တပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းပြည်မြို့မှာအကြမ်းဖက်ဆက်တဲ့ကစစ်ကားအစီးရိ90ကျော်နဲ့စစ်အင်အားတွေထပ်မံဖြည့်တင်းထားပြီးတော့ခံစစ်တွေပြင်းစင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ9ရက်နေ့ည10:00နာရီကမှအုပ်ချုပ်ပင်မြို့ကိုဖျက်ပြီးတော့အကြမ်းဖက်ဆက်တဲ့ရဲ့စစ်ကားအစီးရိ90ကျော်ဟာပြည်အုပ်ချုပ်ပင်လမ်းမလိုက်တဲ့ရှောင်းမှာစစ်အင်အားတွေဖြည့်တင်းနေပြီးတော့ပြည်မြို့မှာအခိုင်အမာခံစစ်တွေပြင်းစင်နေတယ်လို့သိရပါတယ်။အခုလိုမျိုးစစ်အင်အားတွေဖြည့်တင်းနေခြင်းဟာအုပ်ချုပ်ပင်ဗဒောင်းလမ်းမလိုက်မှာဖြစ်ပွားနေတဲ့တိုက်ပွဲများကြောင့် ပြည်မြို့ကိုအကြမ်းဖက်စစ်တပ်ကခံစစ်ပြင်ဆင်နေခြင်းဖြစ်တယ်လို့သိရပါဗျ။ပြည်မြို့ကိုတော်လိုင်းတပ်ဖွဲ့များကပိတ်ဆို့ပြီးတော့တိုက်ခိုက်မှာကိုလည်းအကြမ်းဖက်စစ်တပ်ကစိုးရိမ်နေတယ်လို့သိရပါဗျ။ဇန်နဝါရီလ9ရက်နေ့ညာ10နာရီကျော်ကအုတ်ရှိပင်ကိုဖြတ်ပြီးတော့ပြည်မြို့ဘက်ကိုစစ်ခွေးကားအစီးရိမ်အနည်းဆုံး90ကျော်ဟာအချိန်ပြင်းပြင်းနဲ့မောင်းနှင်သွားပါတယ်။ကားတိုင်းမှာလူတွေအပြစ်ပါတယ်။စစ်ခွေးတွေကပြည်မြို့တိုက်ခိုက်ခံရမှာကိုစိုးရိမ်နေတာကတော့အမှန်ပါပဲ။ပြည်မြို့မှာစစ်ခွေးအင်အားတွေဖြည့်နေတာတော့ရှိတယ်။သူတို့ပြည်မှာအခိုင်အမာခံစစ်ပြင်နေတာကဒီဇင်ဘာလကလေးကပဲ။ တရားဝရီခရိုင်ကိုစစ်ခွေးတွေစရောက်လာကြတဲ့ကပြည်မာလဲခန်းစစ်တွေပြင်းနေတာပါအဓိကကတော့ဗရောင်းမျိုးနဲ့တောင်ကုန်းအဆက်မှာတိုက်ပွဲတွေဟာပြည်ဘက်ကိုရောက်လာမှကိုကြောက်ပြီးတော့ကြိုကာထားတဲ့သဘောပါပဲလို့ဒေတာရင်းတော်လိုင်းရေးသတင်းရေးမြစ်ကပြောဆိုထားပါတယ်အလားတူပဲဇန်နဝါရီလ6ရက်နေ့ညပိုင်းကလည်းအုတ်ရှိပင်ဗရောင်းလမ်းမိုင်းတိုက်ပွဲမှာတေဆုံသွားတယ်စစ်သားအလောင်း9လောင်းကိုအုတ်ရှိပင်မျိုးအေးတုခတုတ်တံမှာအကြက်ဘက်စစ်ကောင်းစီတပ်သားများက တိတ်တဆိတ်လာရောက် တကြူသွားခဲ့တယ်လို့ဒေသခံပြည်သူများထံကသိရှိရပါတယ်။ဒါအပြင်အောက်ရှိဘေမြို့မှာရှိတဲ့အချမ်းမတ်စစ်တပ်ရဲ့အရာရှိတွေရဲ့မိသားစုဝင်များကိုလည်းပထောင်းနဲ့တောင်ကုန်းအဆက်မှာဖြစ်ပွားနေတဲ့တိုက်ပွဲများကြောင့်အရေးပေါ်ပြောင်းရွှေ့နိုင်ရန်ပြင်ဆင်ခိုင်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလာပြီးတော့တင်ဆက်ပေးရမယ်စခန်းသိမ်းတိုက်ပွဲတရင်ကတော့ရှမ်းပြည်နယ်တောင်ပိုင်းစီဆိုင်မြို့နယ်ရွှေတကူကျေးရွာမှာရှိတဲ့စစ်တပ်စခန်းကိုတိုက်ခိုက်သိမ်းပတ်ရောင်း စစ်ကောင်စီတပ်သားအယောက်40သေဆုံးပြီးတော့လက်နက်30ကျော်ကိုတိုက်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇန်နဝါရီလ9ရက်နေ့မနက်ပိုင်းမှာစီဆိုင်မြို့နယ်ရွှေတကူကျေးရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့ဆက်ပူးပေါင်းအထိုင်စခန်းကိုကရင်နီတပ်ပေါင်းစုကတိုက်ခိုက်သိမ်းပိုက်ရာစစ်သားနဲ့ PNO ပြည်သူ့ဆက်အယောက်40သေဆုံးပြီးတော့ အသက်15နှစ်အရွယ် PNO ကလေးစစ်သားတအုပ်နဲ့အတူလက်နက်30ကျော်ကိုဖမ်းဆီးရရှိခဲ့တယ်လို့သိရပါဗျ။မနေ့ကစီဆိုင်မြို့နယ်ထဲမှာရှိတဲ့ရွှေတကူစခန်းကိုတော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီတပ်သားအယောက်40တေဆုံးသွားတယ်။လက်နက်30ကျော်ကိုလည်းသိမ်းဆီးရမိခဲ့တယ်။ကလေးစစ်သားတအုပ်ကိုလည်းဖမ်းမိခဲ့ပါတယ်။အသက်15နှစ်ပဲရှိပါသေးတယ်။ ် PNO ရဲ့ကလေးစစ်သားဖြစ်ပါတယ် PNO ဘက်ကကလေးတငယ်တွေကိုအတိအကျမှစစ်မှုထမ်းခိုင်းတာတွေတပ်သားတွေစုဆောင်းတာတွေလုပ်နေတယ်လို့ KNDF ဗဟိုသတင်းနဲ့ပြန်ကြားရေးဌာနကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ PNO အဖွဲ့ကကလေးစစ်သားများအပါအဝင်စစ်သားများကိုစုဆောင်းပြီးတော့တပ်သားတွေများကိုမူရစ်စေးဝါးတွေတုံးဆွဲခိုင်းပြီးပြည်သူလူထုကိုစက်ကြီးကောက်ခြင်းဂိတ်ဆောင်ခိုင်းခြင်းပြည်သူလူထုကိုမြင့်မှန်နှိပ်စက်ဖိနှိပ်တဲ့လောက်ရများကိုလုံဆောင်ခိုင်းနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မခွေတိုင်းပခုတ်ကူမြို့ကနေမြန်မြို့ကိုရိတ်ခါနဲ့လက်နက်ခဲယမ်းများပို့ဆောင်တဲ့စစ်ကောင်စီရဲ့ရင်နှန်းကိုမိုင်းဆွဲပြီးတော့ရော့ကတ်များနဲ့ပစ်ခတ်တိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီတပ်သား၄ဦးတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ9ရက်နေ့မှာပခုတ်ကူမြို့ကနေမြန်မြို့ကိုရိတ်ခါနဲ့လက်နက်ခဲယမ်းများပို့ဆောင်တဲ့စစ်ကောင်စီရင်နှန်းကိုအင်းမင်ကျေးရွာကနေထွက်ခွာလာပြီးတဲ့နောက်ဇန်နဝါရီလ6ရက်နေ့မှာကိုင်းဆယ်ရွာတဲ့အရောက်တော်လိုင်းတပ်ဖွဲ့များကမိုင်းပွိုင်အရောက်မှာ ပရိဒါမိုင်းများနဲ့ဖောက်ခွဲတိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီတပ်သား၃ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူတွေများပြားခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးမိုင်းဆွဲတိုက်ခိုက်ပြီးတဲ့နောက်တော်လိုင်းတပ်ဖွဲ့များကထပ်မံပြီးတော့အဲ့ဒီရင်နှန်းကိုရော့ကတ်၃လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ရာစစ်ကောင်စီတပ်သား၃ဦးထပ်မံသေဆုံးသွားတယ်လို့သိရပါတယ်။ပခုတ်ကူကနေမြိုင်မြို့ကိုရိတ်ခါနဲ့လက်နက်ခဲကနေပို့ဆောင်လာတဲ့စစ်ခွေးကားအစီး၂၀ကျော်ပါတဲ့ရင်နှန်းကိုကျွန်တော်တို့တွေကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။မိုင်းဆွဲတာကစစ်ခွေး၃កောင်သေးတယ်။ရော့ကတ်ထိတာကစစ်ခွေး၁កောင်သေးတယ်လို့အတည်ပြုနိုင်ခဲ့ပါတယ်။ဒဏ်ရာရရှိတဲ့စစ်ခွေးအရေတော့လဲတော်တော်များပါတယ်။ ဒဏ်ရာရတဲ့အရေးပက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ Cobra 1ပခုတ်ကူတပ်ဖွဲ့ကဘုံမွေဟောက်ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုမှာ Cobra 1ပခုတ်ကူတပ်ဖွဲ့နဲ့ဘာငိန် Gorilla Force တပ်ဖွဲ့တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ Cobra 1ပခုတ်ကူတပ်ဖွဲ့ရဲ့ King Truck Drone တစ်စီးလဲပျက်စီးဆုံးရှုံးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ 9ရက်နေ့မနက်3:00နာရီခန့်ကရှမ်းပြည်နယ်တောင်ပိုင်းအောင်မန်းမြို့ရဲစခန်းကရဲနဲ့အချုပ်သား10ဦးဟာလက်နက်တွေနဲ့အတူထွက်ပြေးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီတပ်သားများရဲများမြို့အုပ်ချုပ်ရေးအဖွဲ့များနဲ့သတင်းပေးများဟာနှိဆက်ရရွာတွေနဲ့လမ်းကြောင်းတွေမှာရှာဖွေနေပေမယ့်ဇန်နဝါရီလ9ရက်နေ့ညနေ3:00နာရီခွဲအချိန်အထိကိုဘာသတင်းတစုံတရာမှမရဘူးလို့ပြောပါတယ်။ပင်တရာဘက်အထွက်မှာတော့အင်စည်းကားတွေနဲ့တွာလာနေတာတွေ့ရတယ်။တက်ရဲအစုံပဲ တရင်ရတဲ့ရွာတွေကိုဝင်းရှာနေတဲ့ရွာတိုင်းလူလူကိုလည်းအိမ်တိုင်းစိတ်ဝင်းရှာသွားတယ်လို့ အောင်ပန်းဒေသခံတို့ကပြန်လည်ပြောပြထားပါတယ်ထွက်ပြေးသွားတဲ့ရဲအေအေအတွက်အမည်ယာဒူးနဲ့ပါသွားတဲ့လက်နက်အမျိုးအစားတွေကိုတော့မသိရပေမယ့်အချုပ်သားတွေထဲမှာမူရင့်မှုနဲ့ဖမ်းထားတဲ့အမျိုးသမီးတွေပါပါသွားတယ်လို့ပြောနေကြပါတယ်၎င်းဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အောင်ပန်းရဲစခန်းမှုတင်းမောင်စိုးကိုပြည်နယ်နဲ့ခရိုင်ကစစ်ဆေးမေးမြန်းနေတယ်လို့သိရပါတယ်အခုနဲ့ဇန်နဝါရီလ2ရက်နေ့ကလည်းရွှေတောင်ရံမြို့နယ်ကွယ်မကြီးစင်တိုက်နယ်ရဲစခန်းကရဲသား6ဦးနဲ့ရဲမေ2ဦးတို့ထွက်ပြေးခဲ့တယ်လို့သိရကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံတော်ဝန်မှလေကြောင်းတိုက်ခိုက်မှုများအပါအဝင်နီလန်းမျိုးစုံနဲ့ပြည်သူများကိုတပ်ဖြတ်နေတဲ့အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြည်သူလူထုဆင်းရဲဒုက္ခရောက်နေတဲ့အတွက်နိုင်ငံနဲ့လူမျိုးအချို့ကိုဖျက်ဆီးနေကြတဲ့လောက်ရက်များကိုရက်တန်ရန်ထုတ်ပြန်ပြောဆိုလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့မှာကြောက်တယ်89နှစ်မြောက်ကချင်ပြည်နယ်နဲ့အထိမ်းအမှတ်ထုတ်ပြန်လိုက်တယ်မင်းအောင်လှိုင်ရဲ့ထုတ်ပြန်ချက်မှာအခုလိုမျိုးပြောဆိုထုတ်ပြန်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ဒီကနေ့နိုင်ငံတော်မှာဖြစ်ပေါ်နေတဲ့တိုင်းဒေသလက်နက်ကိုင်အဖွဲ့တချို့နဲ့အကြမ်းဖက်အဖွဲ့များရဲ့လောက်ရက်များကြောင့် တိုင်းရင်းသားပြည်သူအလုံးအတွက်လုံခြုံမှုနဲ့တည်ငြိမ်အေးချမ်းမှုကင်းမဲ့ကဆင်းရဲဒုက္ခများစွာကြုံတွေ့နေရတယ်လို့ပြောဆိုထားပါတယ်အခုလိုမျိုးပြည်တွင်းပြည်ပပြောကများကြောင့်စင်ကြီးတွေးတော်မှုကင်းမဲ့ကနိုင်ငံနဲ့လူမျိုးအချို့ကိုဖျက်ဆီးနေကြတဲ့လောက်ရများကိုရက်တန့်စေပြီးမိမိတို့တိုင်းသားမျိုးနွယ်စုအလုံးနဲ့ဗလာငါးတန်ပြေဝတဲ့လူငယ်များအနေနဲ့ခင်မိဖွံ့ဖြိုးတိုးတက်ငြိမ်းချမ်းသာယာတဲ့ပြည်ထောင်စုကြီးကိုလက်တွဲညီညီစီးလုံးညီညွတ်စွာတိစောက်သွားကြရန်တိုက်တွန်းလိုပါတယ်လို့အကြံဖတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကပြောဆိုလိုက်ပါတယ်ဒါပေမဲ့ စစ်ကောင်စီကတော့နိုင်ငံတော်မှာပြည်သူများကိုစစ်လေရင်များနဲ့ဘုံကျဲတပ်ဖြတ်မှုများကိုလှုပ်ဆောင်နေရဇန်နဝါရီလ၈ရက်နေ့မွန်လွယ်ပိုင်းရံပြဲကျွန်း ကြောင်နေမော်ကြေးရွာကိုစစ်လေရင်နေနဲ့ဘုံကျဲချခဲ့တဲ့အတွက်ပြည်သူအယောက်40ကျော်တေဆုံးပြီးအယောက်20ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။လူနေအိမ်လဲရပောင်းများစွာမိလောင်ပျက်စီးခဲ့ရကြောင်းအေအေရဲ့ပြောခွင့်ရပုဂ္ဂိုလ်ခိုက်ဒုက္ခကပြောဆိုထားပါဗျ။တေဆုံးသူအလုံးကအယက်သားပြည်သူတွေဖြစ်ပါတယ်။တေဆုံးတဲ့သူတွေထဲမှာအမျိုးသမီးနဲ့ကလေးငယ်တွေပါပါတယ်လို့အေအေရဲ့ပြောခွင့်ရပုဂ္ဂိုလ်ခိုက်ဒုက္ခကပြောကြားထားပါဗျ။ဒါအပြင်စစ်ကောင်စီကကရင်နေချင်းပြည်နယ်၊သခိုင်းတိုင်း၊မန္တလေးတိုင်းအပါအဝင်နိုင်ငံတော်ဝန်မှာစစ်လေရင်နေနဲ့ဘုံကျဲချခဲ့ရာ နေတိုင်းလိုလိုပြည်သူများဟာတောက်လျှောက်သိမ်းဆုံးနေရတယ်လို့တော်လိုင်းအဖွဲ့များကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းမြောက်ကလာပါမြို့နယ်ထောက်ဝင်ပဲရက်ကွက်မှာညအချိန်မှာရက်ကွက်အုပ်ချုပ်ရေးမှုနယ်အဖွဲ့များကလူငယ်များကိုအိမ်ထဲအထိဝင်ရောက်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးနေပြီးစစ်သားစုဆောင်ရေးတပ်ဖြစ်တဲ့လိုင်မြို့နယ်ဘရင်တော်အေးအိတ်တာနဲ့ စစ်ကြောရေးတပ်ထဲကိုပို့ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုဇန်နဝါရီလဇန်ပိုင်းညတကောင်ရံအချိန်မှာရန်ကုန်တိုင်းမြောက်ကလာပါမြို့နယ်ထောက်ဝမဲရက်ကွာအုပ်ချုပ်ရေးမှူးအောင်မြင့်ကျော်၊ရိုင်မှူးမျိုးညွန့်၊ဟိမ့်လက်မိုး၊တင်ကိုဦး၊အာလူးတန်ဦး၊စဲအိမ်မှူးပိုင်ပိုင်တော်သားကြီးအာနိုးကြီးအာနိုးလင်းကိုထွတ်ကိုမျိုးတို့ကစစ်မှုရန်အပတ်စဉ်ကိုအတွက်တပ်သားတက်တွေလိုအပ်နေတယ်ဆိုပြီးတော့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကအမိန့်ပေးတဲ့အတွက်လူငယ်များကိုပေါ်တာဆွဲဝင်ရောက်ဖမ်းဆီးနေတယ်လို့သိရပါတယ်။ဖမ်းဆီးခဲ့တဲ့လူငယ်များကို ဘီရင်တော်စစ်ကြောရေးတပ်ထဲကိုညာရင်းချင်းပို့ဆောင်နေတယ်လို့သိရပါတယ်ဒါပေမဲ့မြောက်ကလာပါမြို့နယ်ထောက်ဝဲရက်ကွက်အုပ်ချုပ်ရေးမှုနယ်အဖွဲ့ကငွေချေးပေးပြီးတော့ချက်ချင်းပြန်ရွေးထုတ်နိုင်တဲ့လူငယ်များကိုငွေချက်သိမ်းပေါင်းများစွာယူပြီးတော့စစ်တပ်ထဲကိုမပို့တော့ဘဲညာရင်းချင်းပြန်လွတ်ပေးနေတယ်လို့သိရပါတယ်အလားတူပဲမန္တလေးတိုင်းပတိန်ကြီးမြို့နယ်ဘကိုးတိုင်း ငုံညုံမြို့နယ်နဲ့သခိုင်းတိုင်းရွှေဘုံမြို့နယ်တို့မှာအကြမ်းမဆက်တကလူငယ်အယောက်20ကျော်ကိုပေါ်တာဆွဲဖမ်းဆီးခဲ့ပြီးတော့အမျိုးသမီးတချို့ကိုလည်းပေါ်တာဆွဲဖမ်းဆီးပြီးငွေညှင့်မှုများရှိနေကြောင်းဒေသခံပြည်သူများကတိုင်ကြားထားပါတယ်။ဇန်နဝါရီလ10ရက်နေ့ည10:00နာရီကမှမန္တလေးတိုင်းပသိမ်ကြီးမြို့နယ်ဒုက္ခမင်္ဂလာနေ့ရက်ကွက်ကတအိမ်ထဲမှာနေထိုင်တဲ့လူငယ်ညီကို2ဦးနဲ့လူငယ်5ဦးကို နေရက်လိပ်စာအတိအကျနဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကရောက်ရှိလာပြီးနေအိမ်ထဲအထိကို ဝင်ရောက်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါတယ်။အဲ့ဒီပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်များရဲ့သတင်းကိုအခုချိန်ထိမကြားရသေးပဲဘယ်နေရာကိုဖမ်းသွားလဲဆိုတာကိုလည်းအတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်။ပသိန်ကြီးမြို့နယ်ဒုက္ခမင်္ဂလာနေ့ရက်ကမှရှေ့ရက်နေ့ည10:00နာရီလောက်ကစစ်ခွေးတွေရောက်လာတဲ့နေရက်လိပ်စာအတိအကျနဲ့ကိုရောက်လာပြီးတော့ပေါ်တာဆွဲဖမ်းဆီးသွားတာတိုင်ထဲမှာနေတဲ့ညီကို၂ယောက်နဲ့ရက်ကွက်ထဲကလူငယ်၅ယောက်ကိုဖမ်းသွားတယ်လို့သိရတယ်လို့ဒေသခံပြည်သူတို့ကပြောကြားထားပါတယ်။အလားတူပဲဘကူတိုင်းမိုးညုံမြို့နယ်ကရချောင်းကြီးရွာအုပ်စုအုပ်ချုပ်ရေးမှု ညွန်သိန်းရဲ့ညွန်ကြားချက်နဲ့ကရင်ချောင်းကုန်းရွာကယာရင်မှုအေလွန်ဒေါ်ဆန်းနဲ့မြင်းမြန်ဆန်းတို့ကကျေးရွာထဲမှာရှိတဲ့လူငယ်၅ဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ကရင်ချောင်းကျေးရွာမှာအကြမ်းဖက်စစ်တပ်ခန့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးညွန်သိန်းကစစ်မှုထမ်းလာစင်ကြီးမပေးနိုင်နဲ့ကိုဖိုးကလာကိုဝင်းကုံဦးကိုကျော်စင်နဲ့အမည်မသိတဲ့လူငယ်၅ဦးကိုပေါ်တာဆွဲဖမ်းဆီးရန်ခိုင်းစေခဲ့တယ်လို့သိရပါတယ်။အဲ့ဒီကျေးရွာအုပ်စုရဲ့အုပ်ချုပ်ရေးမှူးညွန်သိန်းဟာအသက်မပြည့်သေးတဲ့လူငယ်များကိုပါပေါ်တာဆွဲဖမ်းဆီးပြီးတော့မိသားစုဝင်နေစီက 35ဒိန်တောင်းခဲ့တယ်လို့ပြောဆိုထားပါတယ်။အုတ်ချုပ်ရင်းမှုရဲ့စစ်မှုရန်ချင်းကောက်ခံမှုများကိုပေးစွမ်းနိုင်ခြင်းမရှိတဲ့လေချောင်းရွာ၊ကရင်ချောင်းကုန်းရွာ၊ကရင်ချောင်းရွာ၊ကျို့ကြုံပင်ရွာ၊တလုတ်စာကုန်းရွာ၊ရွာတက်စုရွာနဲ့တရင်ကုန်းရွာတို့ကလူငယ်များဟာလည်းထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ကရချောင်းရွာအုပ်စုတွေကရွာတွေမှာနေထိုင်တဲ့ပြည်သူတွေဟာအငတ်ဘေးနဲ့ရင်ဆိုင်နေရပြီးတော့အပြင်ကိုထွက်ပြီးတော့အလုပ်လုပ်ရင်းလဲစစ်ခွေးတွေကပေါ်တာဆွဲပါကိုကြောက်ရတာနဲ့ရွာထဲမှာနေပြန်တော့လဲ အုတ်ချုပ်ရေးမှုကစစ်မှုထမ်းခြင်းမပေးလို့ဆိုပြီးတော့ပေါ်တာဆွဲတာနဲ့ဘာမှကိုလောက်ကင်စားတော့လို့မရတော့တဲ့အခြေအနေဖြစ်နေပါပြီ။အုတ်ချုပ်ရေးမှုကလည်းစစ်မှုထမ်းခြင်းလာစင်မပေးတာနဲ့ရွာထဲကိုစစ်ခွေးတွေခေါ်လာပြီးတော့ဖမ်းခိုင်းနေတော့ လူငယ်တွေအကုန်လုံးနှီးပါးဟာထွက်ပြေးနေရတယ်လို့ဒေသခံပြည်သူတို့ကပြောကြားထားပါတယ်။ဒါအပြင်သခိုင်းတိုင်းရွှေဘုံမြို့နယ်အတွင်းမှာလည်းအကြမ်းဖက်စစ်တပ်ကမြို့ပေါ်နေလူငယ်များနဲ့ကြေးရွာများကမြို့ပေါ်ကိုလာရောက်ပြီးတော့အလုပ်လုပ်ကိုင်းနေတဲ့လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းဒေသခံပြည်သူများကပြောကြားထားပါတယ်။ဇန်နဝါရီလ၈ရက်နေ့မှာရွှေဘုံမြို့နယ်ဥယျံတော်ရွာကမြို့ပေါ်ကိုလာရောက်ပြီးတော့အလုပ်လုပ်ကိုင်းတဲ့ကိုဝေရန်ကိုပြည့်မောင်ရွှေဘုံမြို့အောင်စီရရက်ွက်ကကိုနိုင်ထွန်းအမတ်၁၀တရက်ချံရက်ွက်ကအမည်မသိတဲ့လူငယ်၂ဦးနဲ့နွားလေးကောင်ကအမည်မသိတဲ့လူငယ်၂ဦးတို့ဟာ နေစားအလုပ်တွားရောက်လုပ်ကင်နေတဲ့အချိန်အကြမ်းဖက်စစ်ကောင်စီတပ်သားများကပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အခုလိုမျိုးဖမ်းဆီးပြီးတဲ့နောက်မှာအမတ်ရှင်လေးကျင်ရေးတပ်ကိုပို့ဆောင်လိုက်တယ်လို့သိရပါတယ်။အဲ့ဒီနေ့ညနေ၄နာရီကမှရွှေဘုံမြို့နယ်စိတ်ခွန်ရွာကအမျိုးသမီး၃ဦးနဲ့တပ်တူရွာကသားမိ၂ဦးကိုလည်းအကြမ်းဖက်စစ်တပ်ရဲ့လှည့်ကင်းကပေါ်တာဆွဲဖမ်းဆီးခဲ့ပြီးတော့မိသားစုဝင်များကိုငွေကျပ်သိန်း၁၀၀နဲ့ပြန်ရွေးခိုင်းနေတယ်လို့သိရပါတယ်။ဈေးဝယ်လာတဲ့စိတ်ခွန်ကျေးရွာကစားတောက်ဆိုင်ကညီမ၂ဦးနဲ့အခြားအမျိုးသမီး၃ဦးတပ်တူကျေးရွာကသားမိ၂ဦးကို စစ်ခွေးတွေရဲ့လှည့်ခင်းတွေကဖမ်းစည်းတာဖမ်းပြီးတော့အမျိုးသမီးတွေကိုလမ်းမှာ PDF တွေတွေ့ခဲ့လားခမရတို့ဆိုင်ကို PDF တွေလာသေးလားခမရတို့က PDF တွေကိုချက်သွေးဖို့ဈေးဝယ်လာတာလားလို့အဲ့လိုတွေမေးတယ်ပြီးတော့သူတို့ကဘာမှမသိပါဘူးဆိုင်ကိုလည်းမလာဘူးလို့ပြောတော့အဲ့ဒါဆိုရင်တယောက်ကိုတိန့်တရာနဲ့လာရွေးလှည့်ခင်းတိန့်လုံးမှလာမရွေးရင်လေ့ကျင့်ရေးရှစ်ထဲရောက်သွားရင်တော့ပတ်စံပေးလို့လည်းမရတော့ဘူးဆိုပြီးတော့ပြောလိုက်တယ်အဖမ်းခံရတဲ့အမျိုးသမီး၅ဦးတည်းကတအုပ်ကိုငွေပြန်ယူခိုင်းပြီးတယောက်ကိုတိန့်တရာနဲ့ပြန်ရွေးခဲ့ရတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွာ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးပျော်ရွှင်ရတဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ